အမည်မသိလက်နက်ကင်ဖွဲ့တွေရဲ့အကြမ်းဖက်ဖမ်းဆီးမှုတွေကြောင့်အမျိုးသမီးအများပြားပျောက်ဆုံးနေတယ်လို့လူခွင့်ရေးမတန်းကွန်ရက် မြန်မာနိုင်ငံအန်ဒီဘာမီဖွဲ့က MP ကိုပြောပါတယ်စစ်ကောင်စီကနေမီဆုံးရှုံးမှုနဲ့အတူစစ်သားတွေလက်နက်ချပပြောင်းခုတ်လုံမှုတွေများပြားနေတာကြောင့်လူငယ်မျိုးသားတွေကိုအရမစစ်မှုထမ်းစေတာမျိုးတင်မဟုတ်ပဲအမျိုးသမီးတွေကိုပါမကြတိမိကအတင်းကျပ်စစ်မှုထမ်းစေဖို့ကြိုးပမ်းလာတယ်လို့ပြောပါတယ်ဆီယနာရှင်တို့ရဲ့အတင်းကျပ်ဖန်စီထင်းထင်းထားရှိမှုအောက်မှာ အမျိုးသမီးတွေအနေအကြီးကျယ်ကြုံတွေ့နေရပြီးစစ်မြေပြင်မှာတိုက်ခတ်ဖို့စီလုပ်ပါကသူတို့လုံခြုံရေးနဲ့အသက်အနေအတွက်စိုးရင်စရာဖြစ်လာပြီလို့အန်ဒီဘာမီအဖွဲ့ပြောရေးဆိုခွင့်ရှိသူစံထွေကအခုလိုပြောပါတယ်အာပြီးလို့ရှိရင်ကျမတို့ဒီအမျိုးသမီးတွေကအာဒီအမ်စစ်တပ်ထဲမှာရောက်သွားတဲ့အမျိုးသမီးလည်းအာရှိရပေါ့နော်ဆိုတော့ရှိရှိရဆိုတာကအခုနောက်ပိုင်းကဒီ conscription law အနောက်ပိုင်းမှာအမျိုးသမီးတွေအများအပြား အပျောက်ဆုံးနေရာတွေရှိရဲဆက်သွယ်မရဘူးဘူးဘေးဖွဲ့စည်းရခိုးသွားမှမသိအပါသွားတယ်ဆိုတာပဲကြားရတဲ့ကိစ္စတွေလည်းအများကြီးဖြစ်တယ်ဆိုတော့တချို့ကဖန်စီခေါ်ဆောင်သွားတယ်ပြန်တော့ခေါ်လို့လည်းမရဘူးဆိုတဲ့ဟာမျိုးတွေအမှုတွေအများကြီးဖြစ်ပေါ်လာတဲ့ဟာကဒီ conscription law ရဲ့အဲနောက်ဆက်သွယ်တရေကိုလှုပ်ဆောင်လို့ရတဲ့ကိစ္စတွေဖြစ်နေတယ်ဆိုတဲ့ဟာကိုလည်းကျမတို့အဓိကသုံးသပ်မိတယ်ပေါ့နော်အတင်းကျစစ်မှုထမ်းစစ်မှုကြောင့်မိခင်တမီးများညီမနဲ့ကိုဝင်ဆောင်မိခင်တို့မိသားစုနဲ့ဝေးကွာနေရတဲ့ဒုဒုတိုင်ဝမ်ကြား ကြီးကြီးမားမားတက်ရောက်မှုရှိစေပြီးဟာဖွန်ရဲ့အစီရင်ခံစာအရမြဝပြည်အရှိတောင်ပိုင်းတွင်အမျိုးသမီးတွေကိုမပြည်နယ်ကြိုက်ထုံမျိုးမှာစတင်စစ်တင်နံပေးနေတယ်လို့သိရပါတယ်။ဆီအာနာရှင်ရဲ့အတင်းကျပ်ဖန်စီပြီးထင်းထင်းထားရှိမှုအောက်မှာအမျိုးသမီးတွေအနေနဲ့အနေရကြီးကြပ်ကြုံတွေ့နေရပြီးလက်ရှိစစ်မြေပြင်မှာလည်းအမျိုးသမီးအလောင်းတွေတွေ့လာရတယ်လို့မွန်ပြည်လုတ်ခွင့်ရေဖောင်ဒေးရှင်းဒါရိုက်တာလည်းဖြစ်အန်ဒီဘာမီကွန်ရက်စီမန်ကံကွယ်ရေးဘုတ်ဖွဲ့ဝင်လည်းဖြစ်သူနိုင်အမွန်ကအခုလိုပြောပါတယ်။ စနစ်နဲ့ပြင်ဖို့เนาะမရောက်သည့်တိုင်အောင်နောက်တန်းပုံစံဒီမှာအမျိုးသမီးတွေကိုတုံဆွဲနေတဲ့ကိစ္စတွေကိုတွေ့ရတယ်။တော့ခုနပြောတဲ့ထောက်ပို့ကိစ္စတွေဒါကလည်းသိပြီးတော့ဒီအသက်အန္တရာယ်ရနော်ဒီအဲကြီးမာတဲ့အချိန်ချမှုတစ်ခုဖြစ်တယ်နော်တချို့ ပေးဆုံးမှုမှုတွေမှာเนาะသူတို့ဒီစစ်စစ်အုပ်စုတွေဘက်ကပေးဆုံးမှုပေါ့ကအမျိုးသမီးတွေကတွေ့ရတာရှိတယ်။ဥပမာဆိုလို့ရှိရင်ကျွန်တော်ချင်းအမ်ဘက်မှာတော့တေးဆုံးသွားတဲ့ကိစ္စတွေနောက်တစ်ခါကျွန်တော်ဟုတ်ဒီမုံရွာဘက်မှာတေးဆုံးသွားတဲ့ကိစ္စတွေเนาะရှမ်းရှိ ပြန်မနော်လာရှိုးမကြခင်တေဆုံးသွားတဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းအမျိုးသမီးတွေပါဝင်နေတာတွေ့ရပြီးတချို့ကြတော့အမျိုးသမီးဟာလာကျွန်တော်တို့ဒီတမ်ပရီအပစင်ငါးကလို့ပြီးတော့ကျွန်တော်တို့ဒီမတရားဖမ်းဆီးပြီးတော့စစ်မှုထမ်းခေါ်ယူထားတဲ့အမျိုးသမီးငယ်တွေတွေ့ရတယ်နော်အမျိုးသမီးများဥဆောင်တဲ့အဖွဲ့အစည်းများမှစုဆောင်းရရှိထားတဲ့တတိထောက်ထားတွေအရအမျိုးသမီးတွေအပေါ်မလုံမုံထားမှုနဲ့အကြမ်းဖက်မှုများအပေါ်ဆီယနာရှင်တို့မှအေးအေးမြူပဲခွင့်ပြုထားတယ်လို့ဝန်ပြည်နယ်တော်လှန်ရေးတပ် MSFFA အဆိုအရ စစ်တပ်နဲ့ပတ်စင်ငါစတင်မယ်လို့ကြေညာပြီးရဲ့နောက်ယာနဲ့ရှိရဲ့မြို့သူများလွမြောက်နေမြေကိုတိတ်ချောင်လာတယ်လို့သိရပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလကပြည်သူစစ်မှုထမ်းဥပဒေကိုတည်ပြုခဲ့ပြီးနောက်အမျိုးသမီးတွေစစ်မှုထမ်းမှုအကျုံးဝင်ဘူးလို့စစ်အာဏာရှင်တွေကဆိုခဲ့ပေမဲ့အသက်18နှစ်ကြာအမျိုးသမီးတွေစစ်မှုထမ်းမှုစည်ရင်းကောင်းယူမှုကိုယခုနှစ်စောပိုင်းမှာစတင်ခဲ့တဲ့အတွက်မိသားစုဝင်များကြားစိုးရိမ်ပူမယ်မှုတွေမြင့်တက်နေပါတယ်။အမျိုးသမီးတွေကိုအတင်းကျပ်စစ်မှုထမ်းစီပါက လူကုန်ကူးခံရတာရှစ်ပြောင်းရတာလိမ်မိုင်းဆိုင်ရာမျက်ထုတ်ခံရတာစိတ်ထင်ရနဲ့စိတ်ပူပင်တော့ကရတာလိမ်မိုင်းဆိုင်ရာကြံပတ်ခံရတာတွေစားတဲ့လူခွင့်ရေးချုပ်ဖောက်မှုတွေကိုကြုံတွေ့နိုင်နေလို့လူခွင့်ရေးမတန်ကွန်ရက်မြန်မာနိုင်ငံအန်ဒီဘာမီအဖွဲ့က EP 29ရက်နေ့ကထုတ်ပြန်ထားပါတယ်